ရုပ်ရည်အရအများရဲ့ကဲ့ရဲ့လောင်ပြောင်တာကိုခံခဲ့ရတဲ့နတ်ဖတ်တဲ့ဇုံတွင်းများမင်္ဂလာပါပေးတကြီးလို့ရေအချိန်မှမျက်စိမရှိဘူးဆိုတဲ့စကားလုံးကိုကြားဘူးကြမှာပါကိုချစ်တဲ့သူဟာဘလောက်ပဲရုပ်ဆိုးအခြေတန်နေပါလေကိုမျက်စိထဲမှာတော့လှတယ်လို့ပဲအမြဲထင်နေတတ်ကြတာသဘာဝပါဘယ်လိုလောင်ပြောင်ကဲ့ရဲ့မှုမျိုးကိုမဆိုးလှစ်လျူရှုနိုင်ကြပါရဲ့ ဒါကိုပကာသနာမပါတဲ့စစ်မှန်တဲ့ချင်းချင်းမြေတားလို့ခေါင်းစဉ်တက်နိုင်ပါတယ်။ယနေ့မှာတော့ရုပ်ပိုင်းဆိုင်ရာချိုးရင်းချက်တွေကြောင့်အများကြီးလောင်ပြောင်ကဲရမှုတွေကိုခံစားခဲ့ရတဲ့နတ်ဖက်တဲ့ဇုံတွဲတွေကြားတွေကချင်းချင်းမြေတားဘလောက်ကြီးမားကြောင်းကိုမျှဝေပေးသွားမှာပဲဖြစ်ပါတယ်။စိတ်ဝင်စားနေဆိုရင်တော့ဗီဒီယိုကိုအဆုံးထိကြည့်ပေးကြပါဦး။တစ်ဆက်တည်းမှာပဲကျွန်တော်တို့ရဲ့ရွှေစည်းကွာအနာဒီမန် channel လေးမှာအခုလိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာများကိုပြည့်တဲ့များတို့အမြဲတမ်းလိုတင်ဆက်ပေးသွားမှာဖြစ်တဲ့ကြောင့် like and subscribe လုပ်ထားဖို့လေးတောင်းဆိုလိုက်ရပါတယ်ဗျာ။ပထမဆုံးတစ်တွဲကတော့ ဂျိုအဲလစ်ဖာနန်ဒက်စ်နဲ့မန်ဒူတို့ဇနီးမောင်နှံပဲဖြစ်ပါတယ်။ဂျိုအဲလစ်ဟာအရက်9ပြည့်ရှိလမှရှိတဲ့အရက်အလွန်ရှိပြီးတော့ထွားကြိုက်တဲ့အမျိုးသားတစ်ယောက်ပါ။သူရဲ့မိဘနှစ်ပါးသလုံးကလည်းအဲ့လောက်ထိကိုအရက်ရှိတဲ့ထဲမှာပါပါဘူး။သူရဲ့ကံတရားလိုပဲပြောရမှာလားပဲ။ Joe Ellis ရဲ့ခနာကူမှာရှိတဲ့ pituitary gland ဟာတာမန်လူတွေနဲ့မတူပဲကြီးထွားမှုနှုန်းအရင်မြင့်တာပဲဖြစ်ပါတယ်။သူအရေရောက်လာတဲ့အချိန်မှာလဲရွေးတူတွေနဲ့ကဲ့ရဲ့မှုကိုခံရပြီးတော့အပေါင်းအသင်းလည်းသိမ့်မရှိခဲ့ပါဘူး။ Joe Ellis ရဲ့ခြေထောက်တွေကကြီးမားသလောက်တာမန်တောင်းတင်းမှုလည်းမရှိပါဘူး။ သူမမွေးရပါအယုပြော်ယောဂါလည်းပါလာခဲ့ပါတယ်။ဂျိုအဲလစ်လည်း၂၈နှစ်အရွယ်ရောက်တဲ့ချိန်မှာတော့အသားပိုတွေကိုဖယ်ထုတ်ဖို့ခွင့်စိတ်မှုကိုလုပ်ခဲ့ပါတယ်။ခွင့်စိတ်မှုမအောင်မြင်ခဲ့ပေမဲ့လေသူရဲ့ဆက်လက်ကြီးထွားလာမှုကိုတော့ရက်တက်ပြစ်နိုင်ခဲ့ပါတယ်။ဒီလိုနဲ့ကံကြမ္မာရဲ့မျက်နှာပေးမှုကြောင့်အီဗန်မတိုးဆိုတဲ့အမျိုးသမီးနဲ့တွေ့ဆုံခဲ့ရပါတယ်။မတိုးရဲ့အရက်ကတော့သုံးပီသားရှိပြီးတော့ဂျိုအဲလစ်နဲ့ရှင်ရင်တော့ဘလို့မှကိုမလိုက်ဖက်ပါဘူး။သူတို့နှစ်ဦးကအွန်လိုင်းပေါ်မှာတွေ့ဆုံခဲ့ကြတာပါ။နှစ်လကြာပြီးတဲ့နောက်မှာတော့သူတို့ကအပြင်မှာတွေ့ပြီးတော့ချစ်သူတွေဖြစ်ခဲ့ကြပါတယ်။ ဂျိုအဲလစ်နဲ့မက်ဒိုဟာခနာကူအရွယ်စားချင်းကွာခြားနေပြီမယ်လေတယောက်နဲ့တယောက်ဖေးမှကွင်းရင်းရင်းနဲ့အတွဲညီညီနေလာခဲ့ကြတာပဲဖြစ်ပါတယ်ဂျိုအဲလစ်အနေနဲ့လဲမက်ဒိုနဲ့တွေ့ပြီးမှလူတွေနဲ့ပြန်လဲဆက်ဆံလာခဲ့တာဖြစ်ပါတယ်အလစ်ဇဘတ်ဆိုတဲ့အမျိုးသမီးဟာလဲသူမဘဝမှာအချိန်နဲ့ရာအထီးကိုဒိတ်လုပ်ခဲ့ဖို့ပြီးတော့တချိန်မှကိုမအောင်မြင်ခဲ့ပါဘူးဒီလိုနဲ့သူမဟာအချက်ဆိုတာလူသားအချင်းချင်းမာရီမဟုတ်ပဲလူသားနဲ့လိမ့်ဆန်တွေအချင်းချင်းလဲချစ်ခွင့်ရှိတာပဲလို့မှတ်ယူပြီးတော့မွေးထားတဲ့ခွေးလေးလိုကန်နဲ့ပျော်ရွှင်တဲ့ relationship ကိုတည်ဆောက်နေခဲ့တာပါအချိန်ကြာလာတဲ့အမျှလိုကန်နဲ့သူမဟာ တယောက်နဲ့တယောက်အဖော်ပြရင်းနဲ့တန်ရုံးစင်တွဲလာခဲ့ပါရီဒါနဲ့သူတို့နှစ်ဦးဟာအတီအလင်းထင်းမြလက်ထက်ခဲ့ပါရီအစာပိုင်းမှာတော့ခွေးတကောင်နဲ့လက်ထက်လို့သူမအတိုင်းဝိုင်းတွေရဲ့ဝိုင်းဝန်းလှောင်ပြောင်ခြင်းကိုခံခဲ့ရပါရီဒါအမဲလေးအဲလစ်ဘတ်ဟာဘလို့လှောင်ပြောင်မှုမျိုးကိုမစိုးလိလူရှုပြီးတော့ဘဝကိုဖျက်ဆီးခဲ့တာပဲဖြစ်ပါရီအဲလစ်ဘတ်ဟာသူမရဲ့မင်္ဂလာပွဲကိုမိတ်ဆွေ20လောက်နဲ့ပဲအချင်းချင်းကျင်းပခဲ့တာဖြစ်ပါရီသားမမင်္ဂလာမောင်နှံတွေလိုပဲအဲလစ်ဘတ်ကသူတို့သမီးမျက်နှာလွှားစားအုပ်ပြီးတော့လိုကန်ဟာလည်းသူတို့သားရိုးရာဝတ်ဆောင်ကိုဝတ်ဆင်ထားတာဖြစ်ပါရီ သူတို့နှစ်ဦးရဲ့လက်ထပ်ပွဲဟာအွန်လိုင်းပေါ်မှာပြန့်နှံ့ပြီးတော့တက္ကမလုံးကလူပေါင်းတန်းနဲ့ချီအားကြည်ပြီးတော့တန်းတော်ဖြစ်ခဲ့ကြရပါတယ်။အလစ်စဘက်ရဲ့ဘဝမှာလူကန်နဲ့လက်ထပ်ခဲ့လို့လူအများရဲ့လောင်ပြောင်ကဲ့ရဲ့မှုတွေကိုလည်းအများကြီးခံခဲ့ရပါတယ်။ဒါပေမဲ့သူမဟာဘလို့တိုက်ခိုက်မှုတွေပဲကြုံကြုံသူမနဲ့လူကန်ချားကချင်းချင်းမြေတောက်ကိုဘာနဲ့မှဖြတ်တောက်လို့မရသလိုတယောက်နဲ့တယောက်လည်းတစ္ဆာရှိရှိပေါင်းသင်းနေထိုင်သွားမှာဖြစ်တယ်လို့ပြောခဲ့ပါတယ်။ဒါကြောင့်ချင်းချင်းမြေတောက်ဆိုတာကရုပ်ရည်အစင်းသားတွေနဲ့မဆိုင်ပါဘူး။တအုပ်နဲ့တအုပ်ရဲ့ချားကချင်းချင်းတွေသာစစ်မှန်မယ်ဆိုရင်တော့ဘလောက်ပဲရုပ်စုအကြီးတန်းနေပါသေး နားလည်မှုတွေကိုကျင်းစာမှုတွေနဲ့ရှိဆက်နိုင်မှာပါအစုံစုံတိပြောရရင်တော့ကိုယ့်ရဲ့လက်တွဲဘဟာတိရစ္ဆာန်တကောင်ပဲဖြစ်နေပါစေ哦နေကြတယ်လို့မထင်မှာပဲကိုချေးရသူရဲ့အားနည်းချက်တွေကိုအကောင်းဘက်ကဖြည့်တွေးပြီးတော့ဘဝခရီးကိုတူတူလျှောက်လန်းနိုင်ကြတာဟာခိုင်မာတဲ့တန်ရုံစင်ကြောင့်ပါကျွန်တော်တို့လူတိုင်းဟာအခုလိုမျိုးမေတ္တာတရားတွေကိုချင်းစာစိတ်တွေထားနိုင်ကြမယ်ဆိုရင်တော့လူအဖွဲ့စည်းမှာလူလူချင်းနှိမ့်ချဆက်ဆံတာတွေအစဉ်တန်းခွဲခြားတာတွေလည်းပပျောက်လာလိမ့်မယ်လို့မျှော်လင့်မိပါတယ်အဆုံးထိကြည့်ပြီးခဲ့တဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါရခင်ဗျာ